အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန္တလေးတိုင်းငဆုံမြို့နယ်က PDF တွေနဲ့ DNA အကြမ်းဖက်လက်နက်ကင်အဖွဲ့တွေကိုခြေမုံပစ်မယ်လို့အဖသားအာကြီးပြောလာတဲ့ရုပ်တင်ကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာအဘကကြိုကြီးကုမေအွန်လိုင်းတို့နောက်တော့နိုင်ငံတော်ကိုကာကွယ်နေတဲ့နော်အောက်ခြေအားနေပြီးတော့အထက်စစ်သားတွေအထိမင်းတို့စော်ကားခဲ့ရပြီမင်းတို့ပြန်တောင်းမှာ ဘာလို့မင်းတို့အဲ့လိုမျိုးပြောရလဲဆိုမင်းတို့ကမင်းတို့ဆဲခြင်းဆဲမဆဲခြင်းနေအဲ့ဒါမင်းတို့လို့မင်းတို့ရဲ့မှတ်တယ်လည်းငါဖတ်မှာမဟုတ်ဘူးနော်ဒါလို့လဲဆိုတော့မင်းတို့အဲ့လိုမျိုးဆဲလာခဲ့လို့နော်အဲ့လိုကဘာတိပုံကူတွေပေါ့နော်ဒီဒီတိတိကူဆရာတော်ဘုရားကြီးတို့ပါတုဆရာတော်ဘုရားကြီးတို့ဆိုတာကဘာတိတဲ့နော်ဟိုဟာဒီတာသနာပြန်ပွားရေးလုပ်တဲ့ပုံကူတွေကိုမင်းတို့တွေအမျိုးမျိုးဆဲခဲ့ကြဲတော့အခုမင်းတို့ပါဖြစ်တယ်ဒီနေ့လည်းငလင်လုပ်တယ်ဟုတ်လားမင်းတို့ခုနေ့တည်းအားအကြောင်းကိုပြောမလို့မေ့သွားလို့တက်လားမင်းတို့အဲ့ဒါပါဖြစ်မလဲ မင်းတို့အပြင်ထွက်ရလိုက်အတွင်းဝင်ရလိုက်မင်းမသိတိုင်းမှာဘယ်ချိန်ကလေးထားလို့မလဲသူကမဖြစ်လိုက်ပြီးသေးလိုက်တိုက်တွေပြိုးလိုက်ဟုတ်လားဒီနေ့တခုတက်တမဖိုးလာဟောမောင်းတောင်ကြီးမှာတော့လောက်တာနော်ပြင်းဦးလင်မှာလည်းဒီလိုပဲပြင်းဦးလင်မှာလောက်တယ်ပြင်းဦးလင်မှာဒီလိုဘုံဘုံနှစ်ချိန်ပဲပြင်းဦးလင်အမြဲတမ်းလောက်တိုင်းအဲ့လိုပဲအဲ့တော့မင်းတို့ဖရာတရားတန်ကမိဘဆရာသမားတို့တော့ပြောတယ်ဗုဒ္ဓဘာသာနိုင်ငံမှာနေပြီးတော့မှနော်ကိုယ့်ရဲ့ဗုဒ္ဓနိုင်ငံကတီတီကူဆရာတော်ဘုရားကြီးကိုဆဲတယ်ဘာကျုပ်ဆရာတော်ဘုရားကြီးကိုဆဲတယ်နော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ နော်ဘုရားတက္ကမရာဝိဇိယဗုဒ္ဓရုပ်ပါရီရုပ်ပါလို့ယူနော်တေတီတာကိုးကွယ်ထားတဲ့တနိုင်ငံလုံးအတွက်ကိုးကွယ်ထားတဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုဆဲတယ်နော်အဲ့တော့မင်းတို့ကအခုဘာဖြစ်နေလဲဆိုတော့မင်းတို့ကမင်းတို့သဘာဝဘေးတရားအရပဲမင်းတို့ရိုက်ခတ်တော်တယ်မင်းတို့ဘသူမှဘာမှမပြောတော့နော်မင်းတို့လူမွေးသူမွေးလည်းမပြောင်းတော့ဘူးမင်းတို့ကမင်းတို့ဆဲခြင်းဆဲမဆဲခြင်းနေငါအောင်မှာဟုတ်ပြီလားဒါပေမဲ့နော်ကျွန်တော်လိုက်ပါတော့ပွင့်လေးပြောရင်ဒီ YouTube ဆိုတော်တော်များများကြီးကြတာကိုကြီးကြတော့အတိတရားလေးဝင်အောင်လို့တယောက်ကို ဟိုကျွန်တော်ပြောတဲ့စကားဆယ်ကောင်မှာတခွန်းလောက်အတိတရားဝင်ရင်လေတယောက်လောက်အတိတရားရောက်ဝင်ရင်တယောက်အတွက်ကောင်းတာပေါ့ဗျာသူ့အတွက်ဟုတ်တယ်မလားအခုတော့ငလင်ကလှုပ်လိုက်သုံးလင်းကားရောက်နားလိုက်လှုပ်လိုက်မင်းတို့ဘွားတွေအမနော်အဲ့တော့ကျတော့ငလင်လှုပ်တာကလှုပ်ပြီဆိုရင်အဲ့ဒီမန္တလေးဆိုမန္တလေးမှာလှုပ်လိုက်လို့အိမ်ပြိုတာမပြိုတာထက်အားလုံးအပြင်ထွက်ရတယ်အားလုံးအပြင်ထွက်ရတယ်ကျွန်တော်တကလည်းဒီအကြောင်းကိုပြောပြီးပြီကောင်းတဲ့လူက၁၀ရောက်ရှိတယ်မကောင်းတဲ့လူက အယောက်900ရှိတယ်ဆိုအဲ့တော့တဝောထဲမှာပဲအဲ့ကောင်းတဲ့လူ100ယောက်လည်းပါပါမယ်အရှင်ကပြောတာနော်အဲ့တော့ကြတော့အဲ့တော့ကြတော့ဘာဘာပြောချင်လဲဆိုတော့တီတကူဆရာတော်ဘုရားကြီးကိုတောင်းပန်ပါနော်ညာလိုက်ဥချပြီးကတော့အိပ်ပါစီတကူဆရာဘုရားကြီးရဲ့ခြေတော်ရအောင်ပြီးတော့ရှိလို့ရှိရင်ဘာကြောင့်ဆရာတော်ဘုရားကြီးကိုနော်ဥခိုက်ချေကိုကတော့အိပ်ပါနောက်နေ့မင်းတို့ဆဲနေတယ်ဘာကကြောင့်ကြီးကိုတောင်းပန်ပါလို့ပြောချင်တယ်အဲ့တော့ကြတော့ကျွန်တော်ကဘာကကြောင့်ကြီးကိုဘာပြောချင်လဲဆိုတော့သူခင်ဗျာတနာဖို့ကောင်းတယ်နော်သူဒီငလင်ပေးအတွက်ပေါ့နော်ဒါတောင်ကြီးမောင်ရေးချမ်းနေပြီးတော့ဆက်ထားတဲ့ကြပြားလေးတစ်ပုဒ်ရှိတယ်ဒါကကျွန်တော်ထင်တာတော့သူကတော့အဲ့လိုတော့မပြောဘူး ကျွန်တော်ကြည့်တာတော့ဒါအဘကကြိုကြီးကိုရည်ညွှန်းပြီးအဲဆက်တယ်လို့ပဲကျွန်တော်ကျွန်တော်ကတော့ကျွန်တော်စိတ်အတွေးပေါ့အဲ့အတွေးလေးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုဘာကကြိုကြီးကတိုင်းပြည်ခုငလင်တန်ဘေးသင့်ပြည်သူဒီဒုက္ခရောက်ရှိသွားတဲ့ပေါ့နော်လူတွေအတွက်အတိုးနှုန်းသက်သွားသွားနဲ့900ရဲ့ဘန်တခုကနေပြီးတော့မှလာမကြည့်126ဘီလီယံရေဆိုဘီလီယံပေါင်း926ဘီလီယံပေါ့နော်အဲ့ဒါအတိုင်းပြည်ပြည်ပြောင်းလဲလို့အတွက်ကိုပေါ့နော်ဟိုလုတ်ပေးမှဖြစ်တယ်နော်ဒီလိုဆဲလာအောင်မှလာဆဲနေတဲ့ကောင်တွေဘောင်ဝင်ဘူးနော်အဲ့တော့ကျတော့ဘာကကြိုကြီးလာလို့တော့မမေးနဲ့ပြောင်းရေငါ6နှစ်သားရဲ့အလေးတူလာတာလို့မင်းတို့ပြောပြီးပြီတလား နော်ဒီအဘကကြိုကြီးကတိုင်းပြည်လို့ချုပ်မင်းလို့မင်းလို့နေတဲ့နော်မရဝီဇာဆိုတဲ့ဗုဒ္ဓရုပ်ဘွားတော်ကြီးတင်ထားတယ်မင်းတို့မှုမှုရဘာမှမတည်ခင်းနိုင်ဘူးနော်အဲ့တော့ကျတော့ကျွန်တော်တောင်ကြီးကြပါဆရာမောင်ကြီးသားပေါ့ဒီနေ့ကျွန်တော်တို့ရဲ့တမန်တော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကိုနော်နာသူ့ကိုဆက်ထားတယ်လို့ပဲထင်တာပဲကြီးကဗျာဘောနော်အဲ့တော့ကျတော့ကူးညွတ်ပါသည်ကဗျာကောင်းစဉ်စိုးနောက်ပြပါတော့ကဖြာအောင်ခံလာသည်ရေမလင်းဘေးကြောင့်ပူဆွေးလို့နေ ပြည်သူတွေအတွက်နေရာစုံသောဒုက္ခအဖြစ်မနာမနေလူတန်းလေရင်ဤမည်အတွက်ပေးဆက်သူတဲ့လူမျိုးပါသာမခွဲပါပဲကြုံလာခက်ခဲဒုက္ခတွေကလဲကြသူတွေပြန်ထစေဖို့ငွေကြေးပစ္စည်းအရေးကြီးတိုင်းနီလန်းဆုံးတော့အာကုန်ယုံလျက်အပြုံးမပြန်ပေးဆက်သူတဲ့သူ့လိုလူတွေမြမာမြေမှာဥယျာဉ်တိုးကပေါ်ပေါက်လာတော့လွန်လွာကောင်းလားအားထားရမှု ားကြစိတ်တွေဂုံယူရင်းဖြင့်ထုံးလင်းတင်စားပြည်သူသားကလေးစားပွေရာမျက်စရာကိုခါခါဥညွတ်လိုက်ပါသည်မောင်ကြီးတောင်ရင်ချန်30ရက်9လ2025ခုနှစ်နာရီ45မိနစ်မှာမနေ့မှာရေးဆက်ခဲ့တဲ့ကြောင်ဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျွန်တော်သိပါတယ်ဒါကျွန်တော်တို့တက်မတော်ကဝေဦးစည်းချုပ်နော်အဘကကျော်ကြီးကိုရည်ညွှန်းပြီးရေးတယ်ဆိုတာဘာလို့သိလဲဆိုတော့ဒီနေ့အဘကကျော်ကြီးအဲပြောသွားတဲ့အကြောင်းအရာတွေပေါ်မှာမိတင်းပြီးတော့မှရေးထားတဲ့ကြပြားလေးဖြစ်မှာပါပေါ့နော်အဲတော့ကြပြားစာသားတွေတော့အကုန်လုံးကောင်းနေအဲတော့ပြောချင်တာကနော်စွမ်းနာလို့ပေါ့ငလီလောက်လိုက်တိုင်းထွက်ရတာက မနေလို့တဲ့နေဟာနော်ထွက်နေထွက်နေဝင်နေပဲမင်းတို့ထွက်လိုက်ဝင်လိုက်ပဲအခုချိန်ထိမင်းတို့စော်ကားနေတော့တော့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတို့အကောင်းအကမ်းမကြည့်ဘူးအဲ့တော့ကျွန်တော်တတိယလေးစာပြောမယ်တင်းကကျွန်တော်ကလက်ဖက်ပြောတဲ့လူဆိုတော့ပေါ့နော်မြတ်မြတ်တတပြောတဲ့လူဆိုတော့ရင်းနီကိတ်ပေါ့ကျွန်တော်ပြောလိုက်တော့ရင်းနီကိတ်နဲ့ပတ်သက်ပြီးတော့ရင်းပို့လာတယ်ကိုကောင်းရေးရေးတဲ့ရင်းနီကိတ်ကအမှန်ကဒီလိုပြောတယ်တိတိကျကျပြောရရင်နဲ့မပြောသင့်ဘူးတင်လို့မပြောတာတဲ့ကျွန်တော်လည်းမပြောပါဘူးနော်ဂိမ်းမှာကြားတဲ့စစ်တီတွေကိုတဲ့အနည်းကလည်းသွားကြည့်ပါဦးတဲ့နော်အဲ့တော့ကျွန်တော်ပြောချင်တာက စစ်တီတွေဆိုတာကအထက်လူကြီးရဲ့အကြီးကဲအောက်မှာရှိတာလေနော်အဲစစ်တီတွေကအထက်မှာအမှကျွန်တော်တို့ရဲဘော်ပေါက်စားရဲဘော်ဒုတကြက်တကြက်တကြက်ကြီးထဏန်းချုပ်စီကျူးဒုရာကံဘူးဒါမျိုးတွေရှိမြေဒါပေမဲ့ကျွန်တော်ပြောချင်တာကပေါ့နော်အဲ့တော့အောက်ကြီးစစ်သားတွေကိုလေနော်အထက်ကအရာရှိတွေကဟိုအရန်ကြီးပေါ့နော်ဟိုမလျော်ညီတဲ့ကိစ္စမျိုးတွေကိုမခိုင်းပါနဲ့နော်မခိုင်းပါနဲ့ခင်ဗျားတို့လေတီတီပြီးသွားတာလေးကိုလျှော့ပါနော်ပြည်သူနဲ့တက်မတော်ကြမှာ အမုံပွားစီမဲ့လုံရမျိုးတွေပြည်သူရဲ့တက်မတော်ရဲ့ဒီလမ်းကိုသွားနေတဲ့ကာသမားတွေရဲ့ရှားမှာအမုံပွားစီမဲ့အရာမျိုးတွေမလုပ်ပါနဲ့နော်ကျွန်တော်ကဒါတော်တော်တက်တက်ညာညာပြောတာကျွန်တော်တရားကိုမပြောခင်လူကြီးတယောက်ကိုပြောတယ်ဒါကိုကျွန်တော်စပီးအောင်လုပ်တဲ့လားဆိုတော့အားလုံးကိုမလုပ်ပါနဲ့တဲ့ပြီးသွားအောင်တော့ပြောပေးလိုက်ပါပေါ့နော်ပြောပေးလိုက်ပါဆိုတော့ကိုယ့်ရဲ့အောက်ခြေရာစစ်တီတွေကိုဒီကာသမားတွေမုံအောင်နော်မုံအောင်မလွန်မလွန်ကြီးအပ်တဲ့အရာမျိုးတွေကိုမခိုင်းပါနဲ့ကိုကိုယ်တိုင်လည်း KTV သွားတာတွေရှော့ပါပေါ့နော် ဇန်နဝါရီတော့ကျွန်တော်တကယ်တမ်းတော့သိပြီးတော့အများကြီးမပြောဘူးစစ်တီထဲမှာလည်းကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေရှိတယ်เนาะဒီမှာတော့တို့ကရေးထားတာရှိတယ်အဲ့တော့ရေးဒီကိစ္စငကိတ်ရှိတယ်ကိုကောင်းနဲ့မျိုးလာနာကဒိနေစာဝတ်ကြည့်မျိုးတော်ကဒိနေကိတ်ပါတယ်ကားတွေမစစ်ဘူးတဲ့ဒါပေမဲ့ကားတွေအမြဲပိတ်တယ်တဲ့ဘာကြောင့်ပိတ်ပိတ်ရလဲဆိုရင်ပေါ့တို့ပြတဲ့စာရွက်နဲ့တို့ဝင်သွားတဲ့နေရာခင်ဗျားတို့အဲ့နေရာခင်ဗျားတို့သိမှာပေါ့နော်ကုန်းကုန်းကားတဲ့တကယ်လားအမှန်လားဆိုတာတခါမှမသိဘူးတဲ့နော်အရင်ကျွန်တော်ကိုဖုံးကိုပြောတယ်လေတဲ့ ကုံပေါ်မူတည်ပြီးပတ်စံတောင်းတာတဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါကြောင့်တိုင်းပြည်ကကောင်းကျင်လာတယ်တဲ့ဒါပေမဲ့အဲ့လိုဖြစ်နေတော့လူကြီးနဲ့အခြေအနေကိုရောက်ဖို့ခရီးကကြာနေတာဖြစ်တယ်ကိုဘိုးကြီးနော်ဒါကျွန်တော်တော်တော်တက်တက်နေစစ်ကောင်စီဘရင်နောက်စခန်းကုန်းထပ်မံတိမ့်ပိုက်ခံရာမော်ခိတက်စခန်းမှာစစ်ကောင်စီတက်ဆုတ်ခွာထွက်ပြေးကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ရှိကနေလေးစစ်ကောင်စီတက်စခန်းကို KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့များမှမေလ29ရက်နေ့နဲ့9နာရီချိန်တွင်တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းပြီးနောက်မေလ30ရက်နေ့နံနက်4နာရီချိန်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှဘရင်နောင်စစ်ကောင်စီတပ်စခန်းကိုလည်းထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNLA သတင်းရင်းမြစ်မှပြောပါသည်ကနေလေးစခန်းသိမ်းပိုက်ရာမှာတရာ20လက်နက်ကြီး2လက်ကြံပါအပါအတုမြိုင်လက်နက်ခဲရန်အများပြသိမ်းစီရမိတယ်လို့သတင်းအင်းမြစ်ကပြောပါရယ် ကနေလေးစခန်းသိမ်းရမှာ KNLA တက်ရင်200 KNDO တက်ရင်10 PDF မဟာမိတ်ပူပေါင်းတက်များပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်ဒါအပြင်မေလ30ရက်နေ့နနက်4နာရီချိန်တွင်စစ်ကောင်စီဖျင်းနောင်စခန်းကုန်းအားတော်လန်ရေးပူပေါင်းတက်များထပ်မံသိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းများအမြောက်များတင်စီရမိသည်ဟုအထက်ပါတရင်အရင်းမြစ်မှပြောပါသည် KNLA အပါအဝင်မဟာမိတ်ပူးပေါင်းတပ်များမှစစ်ကောင်စီစခန်းများအားစစ်တိုက်သိမ်းပိုက်လျက်ရှိပြီးကနဲလေးစစ်ကောင်စီစခန်းသိမ်းပိုက်ပြီးနောက်မော်ခီစစ်ကောင်စီအခြေစိုက်စခန်းမှစစ်ကောင်စီတပ်သားများလည်းစခန်းမှဆုတ်ခွာထွက်ပြေးသွားတယ်လို့အဆိုပါသတင်းရင်းမြစ်မှပြောပါသည်။အဲဒေါ်လာအဲ့ဒီမှာတာဝန်ကျနေတဲ့ကျွန်တော်အဲ့ဒီမှာလို့ပြောတာနော်ခင်ဗျားတို့တနိုင်ငံလုံးထုံမုံပြီးတော့ပြောတာမဟုတ်ဘူး။ဒီအဲ့ဒါကျွန်တော်တို့တိုက်ခိုက်တဲ့လူကအမှန်လာအောင်လေကျွန်တော်ပြောမှာလေတိလား။ ကိုလည်းဘာမှဟိုမှာမဖြစ်ပဲနဲ့တိုင်းမျိုးချစ်တဲ့စိတ်နိုင်ငံနဲ့လူမျိုးချစ်တဲ့စိတ်ဒီတက်မတော်အဖွဲ့အစည်းနဲ့တက်မတော်သားတွေကိုချစ်တဲ့စိတ်တစ်ခုနဲ့နော်ကိုနိုင်တဲ့ဘက်ကနေတာဝန်ထမ်းပေးနေတာတော့မှဖြစ်နေတော့ပြောလိုက်ရတယ်အဲ့ဒါကျွန်တော်အဲ့ဒါကိုခွင့်ကောင်းကြီးပြောအောင်နော်အဲ့တော့အခြေအနေလာကြည့်ကြည့်ပြောတာရှိတယ်နော်နောက်တစ်ခုကလည်းတောင်ကုန်ကနေညောင်လေးပင်ထိဘာကြီးမှမရှိဘူးတဲ့ဒါပေမဲ့အဖွဲ့ပေါင်း30လောက်ရှိတယ်တဲ့ငွေပေးရင်အကုန်ရတယ်တဲ့ဒါဟုတ်နော်ယထာလန်းလုံကြုံရေးကြတဲ့ရဲနဲ့တက်ကအဖွဲ့တွေကတဲ့ တချို့ယထာလမ်းကိုပြစ်ပြီးတဲ့လမ်းမှာဗီယာဝိုင်းနဲ့အဲ့လိုထွက်တောင်းနေတဲ့ရန်သူကကြိုက်ပြီလေတဲ့ဒါကရန်သူရဲ့အာရန်သူဝင်လို့ရအောင်အာတာချက်ကိုဖြစ်လို့ဒီအပေါ်ကရှေ့ရအကြောင်းကျွန်တော်ပြောနေရခြင်းဖြစ်တယ်နော်ရန်သူကကြိုက်ပြီလေတဲ့ဝင်နေတဲ့ဘောက်ကဝင်လို့ရပြီဗောတဲ့လုံကြုံရေးကသူတို့ရှိရမယ့်နေရာမှာမရှိဘူးတဲ့လမ်းတစ်ချောင်းမှာ၄၅ယောက်တောင်းနေတာတဲ့ဒီလောက်ပါပဲဗျာကိုခုံချမ်းပါပါစေတဲ့နော်အဲ့ဒါကဒီရင်ဒီဂိတ်မှာလက်ရှိရှိနေတဲ့အရာရှိတွေစစ်တီတွေနော် စစ်တီကျွန်တော်တို့တက်မတော်ပုံရိပ်အဖွဲ့အစည်းနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေနော်အရာရှိစစ်တီတက်မတော်အရာရှိစစ်တီဒီတက်မတော်ရဲ့ပုံရိပ်ပြီးလို့ရှိရင်ရဲတက်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ပုံရိပ်ပေါ့နော်မကြဆင်းပါနေနေဗျာနော်မကြဆင်းပါနေနေ KTB တော်တာလေးပါလေးလဲလျှော့ကြအောင်နော်ကာသမားတွေကိုလည်းဒီနေ့ကြက်ကြနော်စစ်စရာရှိရာစစ်ပြီးတော့မှနော်သူခမင်းဘုံဟင်းဘိုးပေါ့ဗျာဥပမာခမင်းဘုံဟင်းဘိုးဆိုတာဒီလိုပေါ့ဥပမာခမင်းတို့ပတ်စံဟိုတသိန်းတောင်းတဲ့နေရာမှာစေတနာရှိလို့ရော့ ဦးစစ်သားကြီးတို့ဦးရဲကြီးတို့အကိုကြီးတို့စားဖို့တောက်ဖို့လေကျွန်တော်တို့ရော့တပေါင်းပေးခဲ့တယ်လို့နှစ်ပေါင်းပေးခဲ့တယ်ဆိုယူလိုက်ပေါ့ဗျာမပေးရင်လည်းမယူနဲ့ပေါ့ဘာဖြစ်မှာတော့ဗျာလူဘဝမှာကျွန်တော်တို့ကဒါအကုန်လုံးထားခဲ့ရမှာပဲလေမွေးပြီးလာတာတေဖို့ပဲလေနော်အဲ့တော့ကျတော့အဲ့ဒါလေးနည်းနည်းလေးဆင်ခြင်ပါလို့ယင်ဒီဂိတ်ကိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့အကိုကြီးမင်္ဂလာပါဒါကတော့ရက်ဆက်ကျန်းစုံရုပ်မာတဲ့ PDF တွေနေရာနံပြားမှာတင်ပို့လာပြီမနေ့ကအဲ့ PDF အကြောင်းတို့လိုက်တာနဲ့ဒီနေ့တနေ့ကိုပို့လာတယ်ဒါပေမဲ့ကျွန်တော်လည်းရက်ကလည်းပြတ်ထားတာနေလည်းမကောင်းချောင်းလည်းစိုးနေတော့အဲ့ရတယ်မှာနေပြီးတော့ပဲလောက်ပါ အကိုတဲ့ကိုကြီးခင်ဗျားမင်္ဂလာပါတဲ့ကျွန်တော်တို့ငဇွန်မြို့နယ်ကမင်းကျိုးကြေးရွာကတဲ့ကြေးရွာကပါတဲ့ကျွန်တော်တို့ရက်ရွာတွေမှာတဲ့အရန်ကိုလူတိုင်းစိတ်ဆင်းရဲနေပါလေအကြောင်းကားတော့တဲ့နေတိုင်း PDF တွေကလာပြီးတောင်းရမ်းနေကြတယ်တဲ့မပေးရင်လည်းရံမှုရဲတဲ့ကျောင်းအလက်ခံနေတဲ့အထက်တန်းကျောင်းကိုလည်း PDF တွေကကျောင်းမဖွင့်ရဘူးလို့လာပြီးပြောသွားကြတယ်ဒီကောင်တွေကတော်တော်အောက်တန်းကျတာလားကျောင်းဖွင့်ချိန်ကျရင်ဒီကျောင်းဆရာမတွေဒီကျောင်းသားတွေကိုပြဿနာရှာတယ်တကာတလေကြရတယ်ကျွန်တော်တို့လားလုံပိုင်ရောကျွန်တော်တကယ်ပြောတာဒီဒီလောက်အောက်တန်းသားကြတဲ့လူတွေလားဟုတ်လား နှစ်ဆယ်နှစ်နေကတည်းကငဇုံမြို့နယ်ငွေအင်းရွာကအမျိုးသမီးနှစ်ယောက်ကိုမနှက်အစောဈေးဝယ်သွားတဲ့အချိန်မှာ PDF တွေဖမ်းခေါ်သွားကြပါလေတဲ့အမျိုးသမီးနှစ်ယောက်ရဲ့အမိကမလလဝင်းနဲ့မခင်နန်းရွယ်ဆိုတဲ့အမျိုးသမီးနှစ်ယောက်ကိုခေါ်သွားတာတဲ့တညလုံးမရင်းကျင်တာလေနော်မခင်နဲ့အမျိုးသမီးနှစ်ယောက်ကိုခေါ်သွားပြီးတညလုံးမရင်းကျင်ပါလေတဲ့လှလဝင်းဖို့တော့တညအိတ်နဲ့ပြန်လွတ်လိုက်ပြီးတော့ခင်နန်းနယ်ဆိုတဲ့အမျိုးသမီးကိုရဲတပ်သားနဲ့ကြိုက်တယ်ဆိုပြီးတညလုံးမရင်းကျင်ပြီးတက်ပြစ်လိုက်ပါလေတဲ့ဟမ်မင်းတို့ PDF တွေဘလို့ကောင်းကြသေးလားဟမ် PDF ဆိုတာကယ်တမ်းပြောရင်အောက်တန်းကအဆင့်ဖြစ်သွားပြီနော်24ရက်နေ့သားတဲ့အေးလာရိုးရွာဒါတယောက်ကိုလေတဲ့တလန်းဆိုပြီးတော့ဆွဆွဲပြီးတက်သွားတယ်တဲ့28ရက်နေ့ကအနောက်တော်အုပ်စုပျော်ဝဲရွာသားကိုမိုးဝင်းကိုလေအကြောင်းမဲ့လာတက်သွားတယ်တဲ့ PDF ဘယ်လောက်ကြောက်မှနေပြီလဲဆိုတာစဉ်းကြည့်နော်စဉ်းစားကြည့်ကြည့်နော်မစုံနေမှာတဲ့အရန်ဆိုးနေတာကသားချင်းရွာကုလာရွာနှကြီးရွာဖောင်းကတော်ရွာတဲပင်ရွာမင်းကြီးရွာကံမရွာ ပျော်ပွေရွာမကြီးကုန်းရွာစေးကုန်းရွာ PDF တွေကအရင်ကနေရာအနေနဲ့လိုက်တိုက်ခတ်ပြီးနေတယ်တဲ့ဒီတဲ့မှာနေထိုင်လို့တို့ပြည်သူများအတွက်အကူကြီးပေးပြီးတော့ကျွန်တော်ကျေးဇူးများတင်ပါတယ်တဲ့အဲ့တော့ခင်ဗျားတို့ဒီမစုံလို့မြည်ကြတော့မစုံဆိုတာအရင်ကစကိုင်းတိုင်းထဲမှာပါတယ်နော်စကိုင်းတိုင်းထဲမှာပါတာနောက်ပိုင်းကျတော့ကျွန်တော်တို့မှတ်မှတ်ရရဆို98 96အဲ့ဝင်းကျင်နေမယ်ပေါ့နော်မစုံကမန္တလေးတိုင်းထဲမှာရောက်လာတာမန္တလေးတိုင်းထဲမှာရောက်လာတာသူကအဲ့ဒီမြင်းကြီးကနေထဲမှာပါနေတယ်နော်39မြို့ထဲမှာပါပါတော့နော်အဲ့တော့ဒီမစုံတို့ဘာလို့ပါ အမေတို့အမေတို့ပြတော်လာပူပူနေတယ်။ဘိုးကဘိုးမစုံဒီမစုံအကြောင်းပဲဘိုးမစုံမျိုးနေသေးတာစာတီကြောင်းတွေကိုတဲ့အရင်နားမှာရှိတဲ့ PDF တွေကကြောင်းခွေတက်ပြက်တယ်လို့ချင်းချောင်းနေပြီတဲ့အရင်နေ့ကဖွင့်လို့ရနေတဲ့မင်းနေကုန်းပေါက်စိမ်းဖြူဟုတ်မဟုတ်ပေါက်စိမ်းဖြူတွင်ကုန်းရွာတွေကိုအမိတ်ပေးနေပြီတဲ့ဖြူတွင်ကုန်းရွာဆိုရင်တဲ့ဖုံးတော်ကြီးတင်အချက်တန်းချောင်းရှိတယ်လို့ကျေးရွာမူလာတန်းချောင်းလည်းရှိတယ်တဲ့အခုဒီချောင်းတွေဖွင့်ရင်ဆရာဆရာမတွေကိုဖုံးကြီးချောင်းဖုံးကြီးကိုရောတက်မယ်တဲ့ဗျာတဲ့ ီအဖွဲ့တွေကလည်းဖြူရင်းကုန်းတန်းချောင်းတောင်ဘက်ရွာအနောက်တောင်ဘက်ရွာအချီနားရာနှက်ွက်ကြော်နားမှာစခန်းချထားတယ်တဲ့တတိတိကြရတာအင်အား90တဲ့ပတ်ဝန်းကျင်လောက်ရှိတယ်90ပတ်ဝန်းကျင်လောက်ရှိတယ်ဆရာဆရာမမိသားစုဝင်နေတဲ့အမည်စင်းတွေကိုလည်းပြည်တွေထမ်းမင်းနေကုန်းရွာကဆရာမတွေပေါ့နော်ဆရာမအလေတန်းပြဗန်းကြီးလင်မယားဖြစ်တယ်သူ့လင်အမိအောင်ဝင်းနဲ့အဖအမိအ ချစ်ဆောင်နဲ့ယခုနေလာကပတွက်ရွာပေတော့အုပ်စုကံပေါက်ရွာအရှိမခုံးကြီးတောင်းမှနေတယ်တော့မိမရွာဆရာမကြီးပြီးတော်တော်မရိုင်းနေဟာကြီးနော်စီရီယံပြန်ဝင်ပြီးတော့လေအတွင်းသွင်းကိုလေပြည်တွေကိုပုတ်နေတာလေကလေးတွေပညာရေးအတွက်အမြန်ဆုံးထိရအောင်အမေပေးနိုင်တဲ့အရာရှိကြီးများအစိုးရဘက်ကညီမကိုတင်ပြပေးပါတယ်နော်တော်တော်ဆိုးနေတာလေအဲ့အရတော့ငစုံနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဟိုပါပေါ့နောက်ချို့ ။နောင်ချိုကကျွန်တော်မနေ့ကပြောသလိုပဲပေါ့နော်။မနေ့ကပြောသလိုနောင်ချိုအဆက်ကိုတော့ကျွန်တော်ဆက်ပေးမယ်။အရင်ဆုံးဟိုအရင်ပကုတ်ကူလိုပါလို့ပဲကိုတင်မယ်။နောင်ချိုနောက်ဆုံးမှတီးတန်လေးအဲရန်သူလေးရဲ့တရင်အချက်လက်တွေရောဟိုနော်ဟိုအော်ရင်အော်တယ်လို့ပြောပေါ့။အခုအော်တယ်ဆိုရင်ဒီကောင်လေးကကျွန်တော်တို့ကလည်းနောင်ချိုကမှပြန်ပြီးတော့ပုံပေးရဆိုပြန်ပြီးနဲ့ကျွန်တော်တို့ရန်သူစုဖွဲ့တွေအားဆိုရင်ဆက်ချပါလိမ့်။ဆက်ပေးပါမိုင်းနဲ့ဆက်ဝေးတယ်။အဲ့လိုလိုဟာတွေလည်းရှိတာပေါ့။နော်အဲ့လိုတော့ရှိတော့ဘာကြောင့်ဒီဘက်ကပြောတယ်မဟုတ်ဘူးလို့ပြောနေတယ်ဆိုတော့ဒီဆက်တယ်မှုဘာရလဲ။ ဘုံဘုံစတဲ့ဘေးကမတူဘူးလို့ရှိတယ်။နော်အဲ့မှာဟိုကုံမြုပ်ဝင်လာမသိဘူးပေါ့နော်။တို့အဲ့ဘုံတွေရောလမ်းချိတာချိန်လို့မရအောင်ဖြစ်နေလို့ပေါ့နော်။ခုကပခုတ်ကူရပခုတ်ကူပေါ့နော်။ပခုတ်ကူကရင်မြင်းညံမြို့နယ်တဲကတဲ့အကြမ်းမဲ့ရွာကြီးဖြစ်တဲ့ဘောင်ပင်ဘောင်ပင်ဘောင်ပင်မြို့ဆိုဘရင်ဝေထောင်စတဲ့မြို့အနောက်ပိုင်းရွာကြီးကိုရှင်းလင်းဖို့ပြောပြပါအောင်ရှင်တဲ့။ညံမြို့ပေါ်မှာရင်ဆိုင်နေရတဲ့ မြိုင်အနောက်ဆိုဘယ်သူမှမသွားရဲတော့တာတဲ့အချို့ကအကျမ်းပတ်တွေနဲ့မိသားစုဝင်တွေဆိုတော့မြိုင်အနောက်ပိုင်းကအင်္ဂလိပ်ဒဲနေကြတယ်လို့ကြားတယ်တဲ့အခုဆိုရင် internet line မရတာကြားပြီးတဲ့ဖုန်းပြောမယ်ဆိုရင်တော့ဖုန်းလိုင်းကအမြင်မရပါဘူးတဲ့အကျမ်းပတ်ရွာတွေဆိုတဲ့မိလဲလာတယ်ဖုန်း internet line နဲ့အကုန်ရတယ်တဲ့ပကားပါရွာတွေနေတချို့လူတွေလာရင်တဲ့ပြည်သူတွေပြည်သူတွေနဲ့ပြောပြီးဝင်လာတယ်တဲ့မြို့တွေကဝန်ထမ်းတွေနေတဲ့လူနေစုတော့ပဲနေမြေကလည်းမြို့မြို့လေပိုင်းတော့ပဲကျန်တော့တာပါတဲ့ အကျမ်းမတူတာတကယ်ကိုတောင်းကျမ်းနေပါလေ။ညာအနောက်ပိုင်းရေနံမော်ဘက်တွေဆိုလို့စီကားပြီးသွားလာလှုပ်ရှားနေကြလေ။အချို့အကျမ်းဘက်ခေါင်းဆောင်တွေဆိုရေနံတရွေတွေတောင်ဖြစ်နေပါပြီ။သူတို့ရဲ့ရေနံကားတွေကရောဘယ်လမ်းတွေကနေဘလို့သွားလဲ။တွေးလို့တောင်မရဘူးလေ။မြို့ထဲမှာအခုထိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းပါသားစတက်မတော်ကနေရာပေးထားတဲ့လူအနေချင်းပဲရှိသေးတယ်။အမြဲပဲသွားသွားဖေးလာလာတဲ့မလုံးကြုံဘူးတဲ့အထက်ကလူတွေမသိတာလားမြို့နယ်ကပြည်သူများစာရီလားအထက်ကမရောက်တာလားကိုခုံးကြီးတွေပြောပေးပါအောင်ရှင်တဲ့နော်ကချင်တွေကတဲ့သူတို့လက်အောက်ခံ PDF ကောင်တွေဆို ဖားကန့်ဆိုင်တွေမှာဘီယာတောက်စားပြီးတော့တဲ့ပတ်စံကမရှင်းဘူးတဲ့ဆက်ကြီးလဲလာလာကောက်တယ်တဲ့မနေ့ကဖားကန့်ကိုရောက်လာတဲ့စစ်ကြောင်းစစ်ကြောင်းဆိုရင်ဘီယာနှစ်ပါးလာဝယ်သွားတာတဲ့ကြက်တင်ငွေရှင်းသွားတယ်တဲ့ဒီဘက်မှာ KIA အကြမ်းဖက် PDF လုတ်ကမြခံနေရတယ်တဲ့မကျေနပ်တဲ့သူမတည့်တဲ့သူကိုတရင်ပေးပြီးတခါလဲတက်ပြစ်တယ်တဲ့မရှိလို့မှာတဲ့ကွန်းလာတွေရောင်းစားပါတယ်ဆက်ကြီးနှစ်သိမ်းပေးရတယ်တဲ့အချိန်ပေါင်းတရာအစားအလို့မပေးဘူးတဲ့ကောက်စားပြီးပြင်ဖာသွားချတယ်တဲ့ငါလို့မှ KIA PDF တွေတဲ့အမဒါဒါရေးထားတာဒါသူတို့ရေးတဲ့အတိုင်းပြောပြတာ ဲ့တော့အကြံပေးတဲ့နိုင်ငံတောင်းကျမ်းသူတပုံကတော့ဒါပေမဲ့တခုလို့ရှိတယ် KIA TNN နေ KIA TNN နေဒီကိရကတော့ဒါစင်းနေမှာမပါဘူး PDF ကပုံချုံဖြစ်နေတော့နော် KIA TNN နေနောက်တော့ချင်း CDF ပြည်ရေပေါ့နော်မကြာခင်တော့တတိထမ်းပေါ့ဘလောက်လဲဒီလောက်ပဲပြောချင်ပါတယ်ပေါ့နော်ဒီလောက်ပဲပြည်သူလူထုပေါ်မှာနော်ဒီကောင်းလေးပြည်သူလူထုကတတိပြည်သိလာပြီနော် PIA PDF အပေါင်းပါတွေအကြောင်းပြောပြတဲ့အခါထွက်ပြောပြပါလေ။ဘာကန့်တီတူတွေကကြောက်လို့မပြောရဲလို့နေကြတာပါလေ။ မင်းကတက်မလို့စီကြောင်ရောက်လာတော့ PDF တကောင်နဲ့တဲ့ထောက်ဖို့တကောင်ကိုရှော့သွားရဲ့တဲ့ဟုတ်ကျေးဇူးတင်ပါတယ်အခုလိုလက်ခံပေးတဲ့အတွက်ကိုဖုန်းနဲ့ဒီတက်မကဆက်ဆက်ရရအဆင်ပြေပါသေးတယ်နော်ဒီကောင်တွေကလစ်နေပြီ PDF တွေ PDF တွေကဘုံကျော်ဖြစ်သွားပြီဒီ KIA တို့ဘာလို့ကတော့အကြမ်းဖက်လက်နက်ကန်တောင်းကျန်းသူတပုံလေး AA တို့ TNN တွေကတော့အဲ့ TNN တွေနဲ့ AA တွေဟောဘူး KIA တွေကတော့တိတ်မကြဘူးပွဲတော်နှားမယ်ပေါ့နော်အဲ့တော့ဘာလို့ဘာလို့အဲ့လိုပြောလဲဆိုရင်ကြည့်ကြည့်လိုက်အခုဖားကန်ကိုတက်မလို့စီကြောင်ခိုးလာတယ် ်နော်ဟိုဘက်မှာတော့စကိုင်းဘက်မှာတော့ဒါကတော့ဒါနောက်ကဘက်ကအချမ်းနေပြီးတော့မှအချင်းစီတီရတို့ဘာလို့လဲဒါလည်းသူလည်းမကြအောင်ဒီ PNN တွေဘာညာဆိုလဲဒီဆမ်းမြောက်မှာအဲသူတို့လုံနေတဲ့အတိုင်းအတာတစ်ခုမှာတက်မတော်ကဆမ်းမြင်းနေမြောက်ပိုင်းကိုဆမ်းမြင်းနေမြောက်ပိုင်းရဲ့ဒီဆမ်းမြင်းနေမြောက်ပိုင်းမှာတော့ဒီမှာသူတို့ဟိုဒီ MND ကိုကုကတ်လို့ဘာလို့လဲတော့ဘလိုဘေးယူဘလိုတွေလောက်လာတယ်တော့ကျွန်တော်တို့ကနိုင်ငံတော်အစ်စ်နေနဲ့ကျွန်တော်တို့မသိအောင်မြင်နေတာကတော့ဆမ်းမြင်းနေမြောက်ပိုင်းနန်းနေရာပြန်ွက်မယ်နော်ပြန်ွက်မယ်ပြီးလို့ရှိရင်ဒီ PNN တွေနဲ့ဒီ PNN တွေနဲ့ ော် AA နဲ့ AA ကတော့ AA ကတော့ခဏထားအောင်ဒီကောင်ဒီကောင်ခဏမေ့ထားပါဒီကောင်မေ့ထားပြီးတော့မှဒီ KIA နဲ့ PIA နဲ့မတာပေါ်ဘူးလားကျွန်တော်မင်းတို့ကောင်နေနော်ကိုပေါင်းရေးတဲ့ Galaxy စားတော့တိုင်ကငပြိုးဆိုတာတဲ့ပလောင်ခန့်ထားရတဲ့ကံကြီးရွာဥက္ကဋ္ဌတဲ့အရင်ကလေးတဲ့ကိုပေါင်းစီကျွန်တော်စာပုတ်တယ်တဲ့မပြိုးပြီးတော့လေကိုတေးအောင်ကလည်းဥက္ကဋ္ဌပြန်လုပ်တယ်တဲ့မြပန်းသစ္စာဥယျာဉ်ချန်ကငပြူးဆိုတာကလည်းအတွင်းရင်းမှုတဲ့အခုလက်ရှိဥက္ကဋ္ဌပြန်ဖြစ်နေတာလည်းငပြူးပါတဲ့ကံကြီးတပြာလုံးဒီမှာ90ရာခိုင်နှုန်းကအကျံဘက်အားပေးလက်တုံးတုံးသမားတွေပါလေဒီထဲမှာ40ရာခိုင်နှုန်းတော့ကထောက်ပို့ရတဲ့ မောင်မောင်ဆန်းကုံမာတန်ကတူတာနေတူတာနေလူအပါဝင်တင်လင်းအောင်ကမတူနေထွန်းရွှေအိမ်မက်တစ်ဖက်ရေဆိုင်ကဖိုးလုံးမတန်တာဖေးအောင်မမိုး is ဆိုင်ချင်းတဲ့တူတမက်ရောင်းကလည်းအကျမ်းဖက်သူကိုယ်တိုင်ကလည်းထောက်ဖို့တွေနောက်တန်းတာအဖေးစေမူးကြီးဒွန်ွဲ့ကြီးသူတို့ကလည်းအကျမ်းဖက်အားပေးတွေဇော်နိုင်နွယ်နီတွန်းဆိုတဲ့ကောင်ကလည်းစကိုင်းသားငါးမြင်းဆောင်ပလောင်ပီဒီယားနဲ့ပေါင်းပြီးခုစစ်ဖြစ်မှာတဲ့ကြီးပါလာတာတဲ့မတူကတရင်ယူတရင်ဖို့အပြင်ထောက်ပံ့ရေးသမားတွေထောက်ပံ့ရေးသမားတွေ အောင်မြင်တွန်းလွတ်တော်ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းရဲ့အမာခံလက်ကင်တို့မတူးရောက်ဖကိုခိုင်ဆိုတာကလည်းဦးထွန်းထွန်းဝင်းနဲ့တူတော်ဆက်တယ်ခုကသူတို့ကရန်သူကရန်ကုန်မှာသူ့သားနဲ့နေတယ်တဲ့ငခိုင်ကလည်းလက်သုံးချောင်းသမားတဲ့လက်ဖက်ရည်ဆိုင်တန်နာဆိုတာကကာကြုတ်ကြီးကိုတဲ့ဆဲတယ်တဲ့နော်မအင်းနဲ့မှကင်ဆဲတာတဲ့နော်အဲ့ဒီမိမမိမယုတ်တဲ့သူ့သားကလည်းအကြမ်းဖက်အားပေးထောက်ပံ့ရေးသမားတွေတဲ့ကာကြုတ်ကြီးကိုဆဲတယ်ဆိုရင်လူတွေလည်းရအောင်ဖမ်းပြီးပါအောင်ဒီအခုကျွန်တော်တို့တောင်းခံကန်ကြီးမှရှိတယ်ကန်ကြီးတို့ရှင်မော်လို့အခုနောင်ဝယ်တော့ဟောပါဘူး နော်ကတော့မိသွားပြီနောက်ဖမ်းလို့နောက်အဲ့မှာရှိတဲ့ကာကြုံကြီးကိုဆဲတဲ့လူတွေအများကြီးပဲရအောင်ဖမ်းပြကြပါအောင်နော်အဲ့တော့ကံကြီးရွာကားလမ်းမကြီးကနေကံကြီးတော်ရအောင်ဆိုလဲတဲ့လိုဂိုဆိုင်ပုတ်ကြီးရဲ့လမ်းညာကစားသောက်ဆိုင်ဥပုတ်လေးဆိုတာကားတဲ့အရှင်လာလေတဲ့အုတ် အကြီးကဥက္ကဋ္ဌဟောင်းအကျံဘအားပေးပါတဲ့သူသားကထောက်ဖို့ပဲတဲ့ကံကြီးရွာတရာလုံးဒီပါလက်သုံးချောင်းတွေအင်ချေ300ဒီပါရှိတဲ့အထဲမှာအခြားပါတီနဲ့ဘယ်ပါတီနဲ့မှမပတ်သက်သူကလက်ချိုးရည်20မပြည့်ဘူးတဲ့ကျန်တာနီပိတ်တွေကြီးပဲတဲ့ចောင်းဆရာဆရာမတွေအားစာစီဒီယံသမားတွေက10ယောက်မှ3ယောက်လောက်ပဲတဲ့စီဒီယံမလုပ်တာတဲ့သူတို့ကတော့ပြေးကြရတာပေါ့တဲ့အကျံဘအားပေးထောက်ဖို့သမားတွေကိုဖမ်းမယ်ဆိုတော့တရာလုံးဒီပါထောင်ထဲဝင်ကြရမှာမို့တဲ့တရာလုံးဒီပါထောင်ထဲဝင်ကြရမှာမို့တဲ့ လူအမည်ရရင်အများကြီးပဲအဓိကဇက်ကောင်တွေကိုပဲတဲ့ထုံနှုတ်ပုတ်ရေးတာပါတဲ့လက်ရှိနေနေကြရတဲ့သူတွေအများစုကလည်းလက်သုံးချောင်းအကြမ်းဖက်နဲ့ပေါင်ပြီးမတရားဝိသမလောဘသားတွေပါတဲ့နော်အဲ့ဒါအခုကျွန်တော်တို့တောင်းခန့်ကန်ကြီးပေါ့ဗျာတောင်းခန့်ကန်ကြီးဆိုတာကဒီကျွန်တော်တို့နောင်ချိုပေါ့နောင်ချိုနဲ့နီးနေပြီအကိုရေးတဲ့အရေးကြီးတဲ့င်းမှာတဲ့နောင်ချိုလုံဝင်မှာအင်အား300လောက်ရောက်နေပါနေတယ်အဲ့ဒီအင်အားဘယ်ကနေစုပ်လဲဆိုတော့ကျွန်တော်တို့နောင်အောနောင်အောကနေပြီးတော့မှနောင်ကျွန်တော်တို့တောင်းခန့်နဲ့ကန်ကြီးနဲ့ဆက်နေမှာကန်ကြီးနဲ့နောင်အောနဲ့ကသုံးပါ အဲနောင်အောင်နဲ့အခုလုံဝင်နေတာသုံးပါဒီကျွန်တော်ပြောတဲ့မနေ့တော့ကျွန်တော်ပြောတဲ့ TNN နဲ့အကြံပေးတဲ့နေ့ကောင်းတဲ့ကောင်းတဲ့ကောင်းဖြစ်နေတယ်အမော်ပီဒီယားတွေနဲ့ဒီ DBR တွေကဘယ်လို PDF တွေပဲသူတို့ကတိုက်ခိုင်းတော့နော်တိုက်ခိုင်းတော့ PDF တွေကခွေးအဖေပြောက်အမေပြောက်နော်ခွေးပြောက်နေရာပြောက်အမှရွာဒီမှာကြတော့လေကိုရွာသူကိုရွာသားကိုနှိပ်ဆက်နော်မင်းချင်းတက်ပြက်အေးလုပ်ပါမင်းတို့မင်းတို့လုပ်ပါမင်းတို့နဲ့လာလိုက်မှမကြအောင်ဘူးနော်နောက်တစ်ခုကတော့စလင်းစလင်းမြို့နယ်တဲ့မြင်းဒီကျွန်းရွာမှာယခုအချိန်ထိနေထိုင်နေကြတဲ့အကြံပေးပီဒီယားတွေကိုဘာမှမလုပ်တော့ဘူးလားတဲ့ ယောဟန်လည်းဒုက္ခရောက်နေပါပြီတဲ့ကလေးတွေလည်းကြောင်းမတက်ရတဲ့ကလေးတွေတော့လည်းကြောင်းတက်ခွင့်မပြုဘူးတဲ့သူတို့ကိုတနေ့တနေ့ထမင်းနှက်ခါကျွေးရတယ်တဲ့မြင်းလူတွေရမှာရှိတဲ့အကျံပဲ PDM များအင်အားတရာတော်နေပါရှိတယ်တဲ့ယောဟန်ကထမင်းစားပြီးတိုင်းဒီကိုလည်းတိုးလာတယ်တဲ့ယောဟန်ကိုလည်းတိုးလာတယ်ယောဟန်ကိုလည်းကြောင်းများနဲ့ကိုချုပ်ထားတယ်တဲ့အချိန်နဲ့အခက်ကျိုးကျိုးဆိုတဲ့စကားတိုင်းမိုင်းရင်းလာပါလေတဲ့လက်စင်မီတာကြီးတွေလည်းလာတိုင်းကောက်ယူရဲတဲ့ဒီကြားရဲတဲ့ခေါင်းစဉ်မျိုးမျိုးနဲ့ငွေကောက်ခံပါလေတဲ့ရွာကတမင်းစားကောက်ခံရတဲ့ငွေတွေနဲ့နိုင်ငံတော်ကိုတော်လန်နေတဲ့မြေလူကျွန်းအကျန်းဘက်အဖွဲ့ကို အမြန်ဆုံးနေနေပေးပါလို့ကိုဘုံမတစ်စင်ပြောကြပေးပါနော်တော်တော်စိုးနေပြီခင်ဗျာဟုတ်ဒီပြည်ရတဲ့တော်တော်ကိုခင်ဗျားတို့လည်းထောက်ပံ့ကြနော်ထောက်ပံ့ကြလို့ကြထောက်ပံ့ကြလို့ကြပြီးလို့ချင်းခင်ဗျားတို့ကပြီးလို့ချင်းခင်ဗျားတို့ပဲနော်အော်ခိုင်းစလင်းစီမြူကျွန်းတညောင်တန်းစလင်းစီမြူကျွန်းတညောင်တန်းတညောင်တန်းတပင်လက်စီရုံးနေကိုအခုရက်ပိုင်းအထူးကြိုးဆိုင်ပါတဲ့သူတို့မှာတနေရရာကိုဝင်တိုက်ဖို့အကြံရှိတယ်တဲ့26ရက်29ရက်နေ့ကမိုးရွာနေတော့တဲ့တောင်တညောင်အနီးကတဝိုက်အခြေမှာတဝိုက်ကိုလည်းအခြေအနေသွားကြည့်နေတယ်တဲ့ မိုင်းပုံးတွေလည်းမင်းတို့ရွာမှာသူတို့လှုပ်ထားတာတဲ့အကြီးအနဲ့စိုက်ဆုံပြုတ်လှုပ်ထားတာအများကြီးရှိတယ်တဲ့နော်မင်းတို့တွန်းရွာမှာရှိတဲ့အကျမ်းဖက်ပီဒီယာများကိုထောက်ပို့လုပ်နေတဲ့ရွာကအမျိုးသမီး၃ကိုလည်းတစ်အောင်တစ်ခါလည်းပြောပေးရစီတဲ့တစ်မချိုမြင့်နှစ်ကိုဘူဆန်းမင်းမမအိငယ်တောင်းကုံမဆိုင်မင်းမမတ်လွန်ရဲဝင်းတို့ကမင်းတို့တွန်းရွာမှာရှိနေတဲ့အကျမ်းဖက်ပီဒီယာများအသုံးဆောင်ပစ္စည်းများအားတညောင်ချက်တို့မာတဲ့ဝယ်ယူပေးအဲ့အမျိုးသမီးတွေပါတဲ့နော်တိုင်းပြည်နဲ့အတူတဲ့မင်းတို့တွန်းရွာကိုအမြဲဆုံးအေးချမ်းမှန်တယ်သူစုတောင်းပြတာ ။ဒါတော့အခုကျတော့မနိုင်တော့လောက်လာတယ်လောက်လာတော့ပြောရတယ်နော်ပြောရတယ်အရင်တည်းကအဲ့လိုသတင်းတွေပေးပြုစုမလုပ်ကြဘူး။ကိုဘုံရေးတဲ့ဒါတော့မြင်းညာမြင်းညာမျိုးတလုတ်ချေးရွာအုပ်စုမြို့ကြီးကောင်းလာမြောက်ရွာနဲ့ရဲတိုင်းကျေးရွာတွေကျေးရွာတွေမှာတဲ့ PDF တွေတအိမ်ကို9000တပိန်းနှစ်ပိန်းစတဲ့ပြင်စတဲ့ကောက်ခံနေပါလေတဲ့လာကောက်တဲ့အခါမှာလေတဲ့အင်အားက90နဲ့100ကြားရှိတယ်တဲ့တလုံးမျိုးကျေးရအုပ်စုကမ်းပါးကပန်းနီရွာပေါ့နော်သူရေးတာမှာကမ်းပါးနီလို့ရေးတာရွာမှာတဲ့ PDF တွေနဲ့သူတို့မိသားစုတွေနေတိုင်းနေထိုင်ပြီးတဲ့မြောက်ကန်သားမှာရှိတဲ့စင်ချောင်းညောင်တုံနဲ့တောဘူးကျေးရွာတွေမှာ လေစုပဲပြီးသွားလာနေထိုင်နေကြတယ်တဲ့တလုံးမျိုးအထိုင်စကန်းကိုနောက်တစ်ကြိမ်ထပ်မှန်တိုက်မယ်လို့ပြောနေကြတယ်တဲ့မတိရာညုံမောင်ရောအထက်အရာရှိအစင်ကိုပါတိအောင်ပြောပေးပါနော်အခုတော့ခင်ဗျားတို့ကျွန်တော်ပြောခဲ့တဲ့အရင်တော့လက်သုံးချောင်းထောင်လာလေးနော်ဒီမကောင်းတဲ့ကြားတွေကခင်ဗျားတို့ကျွန်တော်တကယ်ပြောတာကျွန်တော်နိုင်ငံတဲ့လူမျိုးတကယ်ချစ်လုံးလို့လက်သုံးချောင်းထောင်လာလေးနော်ဒီလိုဒေါ်စုကြည်ဟိုပါဖြစ်ပြောအားမပေးပါနဲ့မလုပ်ကြပါနဲ့ရက်နှန်းရက်ပါတော့ဆိုအခုခင်ဗျားတို့မွေးတာလေးမြောက်ခင်ဗျားတို့ပြန်ချောင်းနေပြီခင်ဗျားတို့ဒိမ့်မနိုင်ဒိမ့်မနိုင်ဖြစ်နေပြီ ုံဘုံရေးတဲ့ဘာကံမှာအချင်းဆက်ရှိရင်ပြောပြပါကြတယ်ဘာကံတမတုံတုံတကုံးရဲ့ညာဘက်ကတောင်ပြိုရွာမှာရွာလူကြီးကရခိုင်လူမျိုးတဲ့နာမည်ကဦးတန်းရှိလို့သိရပါတယ်တဲ့အဲ့ရွာမှာရွက်ကယုံအခွဲဝင်အားလုံးက PDF တွေကြီးပဲတဲ့ရွာမှာလည်း AA တွေစုနေတယ်လို့ကြားတယ်တဲ့နော်တရင်နေရာမှာ